မတ်ပိုင်ရှင်အနေနဲ့ဥစဉ်ကငကားမရှိပါဘူးလို့ပြောထားတဲ့ဗီဒီယိုဖိုင်များရှိတယ်ဆိုရင်ဥစဉ်ကိုမန်ရှင်းခေါ်ပြီးခြားပြပေးပါ အားလုံးမင်္ဂလာပါမိုးရဲ့ channel လေးအရင်ကျဆွလိုက်ပါရယ်မိုးကုတ်တစ်ဆက်ပေးခြင်းနဲ့ပြီလို့ရတော့အခုတော်တော်လုံမှုကိုရပုံမှာအရောက်မှာနာမည်ကြီးနေတယ်မိုင်ပုတ်ဆရာတော်ဖျားကြီးပြောတယ်ပေ3000နဂါးချောင်းကိုလူတွေကမယုံကြဘူးပေါ့နော်နဂါးကြီးကတကယ်ရှိမရှိဆိုပြီးတော့ပြပြလာတဲ့ဗီဒီယိုလေးကိုတစ်ဆက်ပေးမှာဖြစ်ပါတယ်ကြီးတဲ့အမျိုးကြီးလည်းဘဟုတုတ္တသင်္ကန်းဆိုင်ရအောင်လို့ပြက်လဲမျှဝေလိုက်တာပဲဖြစ်ပါတယ်မိုးရဲ့ဗီဒီယိုလေးကိုဆုံးထိလဲပတ်ကြည့်ရှုပြီးဖို့ပေးခပါရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စัจချက်ကလေးတွေကိုလည်းဗီဒီယိုလေးအမှာ comment လေးရေးပေးလို့ရပါရှိဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော် တတ်အပ်မသိဘူးလေဒါကြတော့အဲအဲ့လိုမျိုးတော့မကြမ်းကြမ်းတအားပီတိဖြစ်တဲ့ချိန်မှာဆက်တော့အဲ့လိုဖြစ်တတ်တယ်ဖြစ်တတ်တယ်တရားဖရားတွေဖူးရတယ်ပြည့်တတ်တယ်မြိုင်းမြန်တဲ့ချိန်မှာပီတိတရားဖြစ်တဲ့ချိန်မှာဖြစ်တယ်ဒါပေမဲ့ဆရာတော်ကိုမေးတဲ့ချိန်ကျတော့တခါလေလဲအဲဒီနှက်တွေကလာလာလူလာဆွဲချင်တဲ့ပုံစံမျိုးလဲဆရာတော်တခါလေလဲပြောပါတယ်ဘုန်းကြီးကတော့အဲ့ကိစ္စနဲ့ပတ်သက်တော့ကကနနာတော့မသိပါဘူး မိုင်းခွန်ဆရာတော်တရင်တုံးပြီးတရားကျင့်ကြံအားထုတ်ခဲ့တဲ့မိုင်းချက်ထက်ကွာမြန်မာနဲ့တောင်တော်ဘက်မှာတည်ရှိပြီးတောင်အောက်ကနေ55မြေလောက်ခြေကျင်လမ်းလျှောက်ရတယ်လို့သိရပါတယ်။ဂုထွေအောင်ဝဲကျင်းမခဲ့တဲ့နေ့ကလည်းဆရာတော်မိန့်ကြားထားတဲ့အချိန်ရဟန်းတန်ခါ23မှာလူပုဂ္ဂိုလ်38ဦးဌာနဆိုင်ရာအဖွဲ့အစည်းမှာကိုယ်ဦးလို့နဲ့တောင်ပေါ်ကိုတက်လို့ဘက်ကလက်တွေနဲ့အတူတက်တက်လျှောက်တက်တဲ့ဘန်းဒဂါတွေကမိုင်းခွန်ဆရာတော်ကို၃ချိန်၃ခါတိတိပင်ခဲ့ရတာဖြစ်ပါတယ်။ဒီပင်းတဲ့နေရာမှာတမျိုးထူးတာပါဥမာပုတ်ကလေး ိုးရေးပေါ့နော်ဟုတ်ဗီဒီယိုဖိုင်လေးကိုလည်းတွေ့ကြွားပြီးတော့အဲမိုင်းမုံဆရာတော်ဘုရားရဲ့ဟောကြားတာအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ပြီးခဲ့တဲ့ရက်တွေမှာလည်းအဲမိတ်ဆွေတို့တော်တော်များများကြားကြပါပါအဲ့ဒီမှာမှမယုံကြည်တဲ့လူတွေရဲ့အဲရိုင်းကြစွာ ပြောဆိုမှုတွေခနဲ့တက်တဲ့စကားတွေစောင်းမြောင်းပြီးပြောတဲ့စကားတွေအဲ့ဒီစကားတွေကျွန်တော်ကြားရတယ်ကြာမှအဲ့လိုတွေရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်ငကားတွေးခဲ့တယ်ဥစားငကားတွေးတာမှဒီထမ်းမင်းလုံးတန်းတော့ကြီးတယ် ဟိုရေပြင်ရနေပြီးတော့အမြင့်ပေရဝါနှပြန်လောက်မြင့်နေဒါကျွန်တော်မြင်ခဲ့တာနော်ဒါသူ့တော့တကူငကားတွေရလဲသူ့တကူတဲ့သူကဟာရှိပြီးသားလေဒါကျွန်တော်တွေးခဲ့တဲ့အာနာမောပဲဒီလိုဟိုဟာလက်နှပြန်ဖတ်နေအမြင့်ကြီးနဲ့တွေးခဲ့တဲ့အရာလေးဆရာတော်ဘုရားကြီးပြောတာမှားနိုင်လားနော်ဒါလေးအုံနောက်လေးနဲ့စဉ်းစားကြပါမစော်ကားကြဘူးတရားတွေလောက်တာ မတရားတွေလောက်တာမူလဝတ္တမှာမိုးဝခေါင်တာကြီးကကြီးတဲ့နေရီလောက်တဲ့မှုန်တိုင်းကြတဲ့တောင်ပြူတဲ့မြေပြူတာဟုတ်လား မနော်လားဟိုနေမြေဘာဖြစ်ပြူဝါမြေပြူတာသူတို့တစောက်ကန်းနေစီးပြဟုတ်မဟုတ်လားအေးဟုတ်တယ်ရတစောက်ကန်းနေစီးတော့သူတို့ဖြစ်နေတယ်ဟုတ်လားဘာဖြစ်လဲဆိုတော့ဒီအချိန်မှာကတ္တန္တကစိုက်နေတဲ့ဆွေဆိုင်နေကြီးဆိုင်တိုက်ဆိုင်နေတာမယုံတော့ဘယ်ယုံတော့ဘယ်ဆိုတော့အဲ့လိုဖြစ်နေတာဟုတ်လား 哦，那叫奶奶表扬。要老一叫呢，那自都没查了，那亏不？呵呵，该该该查，伊没注好啦。那茉莉我那先生，你比较粗呀？当面好啦，当生意好啦。那咱们不讲什么哪个东西呀？好啦。哎好，好。当个的名个里面，那咱们当个的名个里面。 你买烟机不？你到了一万件板了呀！啥么？你马起了？好家伙！好家的这个，妈，你这是啥子个？今天把那个给人家一壶了呀？给人家，给人没卖，就没卖，俺要地回来就。你咋来上货了？你咋来上货了？你搞个，哎呀，今天我我得落来了，都还没睡午。哦，在屋里呀？在搞啊，好了。这边老妈，东，娃娃，你来。 เอ้อะตุกวาวามีสวยสวยมาติดาเนี่ยสมียตุกบ่ล่ะเอ้ยสมียตุกก็บ่าติดาโกตินย้ายก็ตะคาแลหมုပ်ซูมาเยสมียตะเยมาสมียตะคาเนี่ยจนไนท์ชุบดาจนกมงกะยีไปพี่ซ่อพี่จนจน အလုတ်လုံးနေတာဗျအဲ့ဒါအဲ့ဒါမှကုမပါဘူးရေးကြည့်တယ်မဟုတ်ဆူမနဲ့ဒုတ်ဆူမလေးအချိန်မရွေးအချိန်မရွေးအချိန်မရွေးတည်သွားနိုင်တာဟုတ်လားမုလိဝတ္တမှာမူဝခေါရေးကကြည့်နေရင်လုံမှုန်နိုင်ကြတိတိကြီးနဲ့လည်းတော့ဥက္ကဋ္ဌမီခုငွေများတရားနိုင်ဟောအေးဒါပဲလားမှန်ပါပြီလို့ဖြစ်တယ်ဒါပဲကြည့်ရโอเคဟာကတ္တမချမ်းသာပါစီအာဒီနေ့စင်းနဲ့ပြပါစီဗောလေဒီနေ့ရဆဲကနေပြီးတယ်မြောက်ကျူကြီး6ခွန်လေး ။အာ။မရလိချင်းငါလေးနဲ့။အာအာ။ဒီနေ့ကဖိုးလေးချစ်ကိုလေးနဲ့။အာအေးဟုတ်ပြီဟုတ်ပြီ။အဆမရတယ်မဆိုင်များသူတို့ပြေးမစားကျွန်တော်ထိုးလိုက်ရောရ။အော်အေးမရှိဘူးဦးစင်းပြောတာ။မှန်လားမှားလားပြန်ပြေအောင်။ငကားတကယ်ရှိတယ်နော်တဲ့။ဦးစင်းဟာ26ရက်6လ2022ကနေစပြီးဒီတက်တော့ social media ပေါ်မှာဓမ္မနဲ့ပတ်သက်တဲ့ပို့တွေကိုတင်လာတာဒီကနေ့ဆိုရင်တစ်နှစ်နဲ့ဆယ်လကျော်သွားပါပြီ အဆိုပါတက်တော့ဆိုရှယ်မီဒီယာပေါ်မှာဓမ္မနဲ့ပတ်သက်တဲ့ပို့တွေတင်လာသမျှကာလပတ်လုံးဘယ်နေရာမှာမှငကားမရှိဘူးလို့မပြောခဲ့ဘူးအဲ့ဒါကိုဦးသိန်းရဲ့ပို့ကိုစောင့်ကြည့်နေတဲ့ဒကာဒကာမတွေအားလုံးသိကြတယ်နော်မတ်ပိုင်ရှင်အနေနဲ့ဦးသိန်းကငကားမရှိပါဘူးလို့ပြောထားတဲ့ဗီဒီယိုဖိုင်များရှိတယ်ဆိုရင်ဦးသိန်းကိုမန်ရှင်းခေါ်ပြီးချပြပေးပါဒီပို့ကိုကြည်နေတဲ့ဒကာဒကာမတွေထဲမှာလည်းပဲ ဦးစင်းကငကားမရှိပါဘူးလို့ပြောထားတဲ့ဗီဒီယိုဖိုင်များရှိတယ်ဆိုရင်လည်းချပြပေးနိုင်ပါတယ်နော်ဦးစင်းပြောတာကငကားမရှိဘူးလို့ပြောတာမဟုတ်ဘူးငကားဆိုတာဟာတရိတ်ဆန်ဖြစ်တဲ့အတွက်လူတွေထက်ယုံနိုင်တဲ့တ attva ဖြစ်တယ်လို့ပြောတာမန်းပိုင်ရှင်ကငကားကိုလူတွေထက်မြတ်တဲ့တ attva လို့ထင်နေတာလားဟင်မထင်နဲ့ဦးစင်းတို့ပါဠိစာပေမှာငါကရာဇာပိတန်တိဝတ္တ သောတာပတိဖလံနဗေယသီရိစာနာကတထာကနာနာလထဆိုတဲ့ပုံရှိတယ်မြန်မာလူပြန်ရင်ငကားဆိုတာဟာတရိษံဖြစ်တယ်တရိษံဖြစ်တဲ့အတွက်လူတွေလိုတရားထူးတရားမြတ်မရနိုင်ဘူးလို့ပြောတာအဲ့ဒီအချက်ကိုထောက်ဆပြီးဦးစင်းကငကားဆိုတာဟာတရိษံဖြစ်တဲ့အတွက်လူတွေထက်ယုံနိုင်တဲ့တတ္တဝါဖြစ်တယ်လို့ပြောတာနော်အဲ့ဒါကိုမတ်ပိုင်ရှင်က အထင်လွဲသွားတာဖြစ်ပါတယ်ဦးစင်းနောက်ဆုံးပြောလိုက်မယ် နော်ဦးစင်းကငကားမရှိပါဘူးလို့ပြောထားတဲ့ဗီဒီယိုဖိုင်များရှိတယ်ဆိုရင်မန်းပိုင်ရှင်အနေနဲ့မန်းရှင်းခေါ်ပြီးဦးစင်းကိုချပြပေးပါဦးစင်းစောင့်မျှော်နေပါမယ်နော်မိုင်သုံးတော်ငကားကြီးကိုတတနီကအသွေးခေါ်ရှူတော်ဖြင့်လေးလာသုံးသက်ချတတ်ခြင်းပါလေမနေ့ကတော့မိုင်သုံးတော်မှာရှိတဲ့ငကားကြီးရှိနိုင်မရှိနိုင်အဲ့ဒီငကားကြောင့်မင်းကလေးလှုပ်နိုင်မလှုပ်နိုင်ကိုညှိပေးခဲ့ပါဒီနေ့တော့အဲ့ဒီငကားကိုဦးသိန်းကအတွေးခေါ်ရှိတော့ဖြင့် လေးလာမှာဖြစ်ပါဘာကြောင့်ဒီလိုပြောတာလဲဆိုလို့ရှိရင်ကိုင်းတို့ဘုရားဘာသာမှာကကြတော့အရာဝိဓိမှန်သမျှတည်ဖြစ်တည်ပြက်အယုံနဲ့ဖြစ်မယ်အကြောင်းအားလျော့တာဖြစ်မယ်ပြီးရင်တည်တတ်မယ်ပြီးရင်ပြက်မယ်အဲ့ဒီဖြစ်တည်ပြက်ရှိပါတယ်ကိုင်းတို့ဟိန္ဒူတသနာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ကကဘာကြီးကိုစကြဝဠာကိုဖန်ဆင်းတဲ့အခါမှာ ပြန်မှာ ပြမကြီးကဖြစ်အောင်လုပ်တာပေါ့ပြီးရင်သူလုပ်တဲ့ဟာကိုထင်းထင်းနဲ့အပိုင်းကကြောဘေဒနုအပိုင်းဘေရှနုအပိုင်းပေါ့ပြီးရင်ဖြစ်တည်ရကြတော့ရှိဘွားပေါ့ဒါကရှင်းလုံးကအတွေးခေါ်ပညာရှင်တွေကဒီဖြစ်ချင်းတည်ချင်းပြက်ချင်းကို သူတို့ရဲ့အတွေးခေါ်နဲ့ပြမအဘေဒနုရှိသွားပြီးတော့ဖျားဖြစ်ကိုကိုယ်တာဖြစ်တယ် ဒါဥစ္စာကဘာသာတကားကိုဘာသာတရားကိုလေ့လာမယ်ဆိုလို့ရှိရင်ဒီလိုတသနိကအပြင်လေ့လာလို့ရပါတယ်။ခု foundation တွေပေါ့ foundation တွေပေါ့သူတို့ကလည်းသာဝရဘုရားတခင်ယေဟောဝါလို့အန်လာလို့သူတို့ကဘာကြောင့်ကိုးဝဲတာလဲဆိုရင်သူတို့အရှိမအသွေးခေါ်တွေရှိပါတယ်။အဲ့ဒီအသွေးခေါ်တွေကဒီကဘာကြီးကဘာကြောင့်တည်လာတာလဲဒီတကြဝဠာကြီးကဘာကြောင့်တည်လာတာလဲဆိုပြီးသူတွေးကြတယ်။တွေးတဲ့အခါမှာသူတို့က ဒီတရားဗလာကြီးကအကြောင်းမဲ့မဖြစ်နိုင်ဘူးသူရှိမှအကြောင်းတစ်ခုတော့ရှိမယ်အဲ့ဒီအကြောင်းတစ်ခုကိုသူကရှာပါတယ်ရှာပြီးတော့ခဘရဖျားပြီးကိုကိုွယ်ပါတယ်ဒါသူတို့ရဲ့အတွေ့အခေါ်ရှူတော့အမြင်လေ့လာတာပေါ့တိဗ္ဗံမြညာကကြတော့သူတို့ကဒါကြီးကဘယ်သူမှမဖန်သင်းဘူးသူကတဘောတရားဖြစ်တယ်တဘောတရားလောက်တာပေါ့အဲ့ဒီတဘောတရားကရင်ဦးတွန်းဟိုဟာရှိတယ်ပထမထပေါ့ဘုရားသခင်ဗုဒ္ဓသာသနာပထမသာစိတ်စိတ်တွေယုံနေမှန်ဆိုပြီးတော့ပထမထရှိတယ် ိဗံရဲ့ပထမတော့ကကြတော့ရှုပ်ရဲ့နံရဲ့အချင်းရဲ့အာကာသရဲ့ဆိုပြီးတော့ရှိတယ်။ဘာသူတို့ရဲ့အယူပါဥဒ္ဒနအယူလည်းရှိပါအဲ့လိုတွေးလို့ရပါခေါ်လို့ရပါဒီမန်တော့ရှိတဲ့နဂါကြီးကဘာလဲဆိုလို့ရှိရင်ပြောချင်တာကဥဒ္ဒနအသွင်းနဲ့ဆိုပြောချင်တာကကြတော့ဒီမြေအောက်မှာရှိတဲ့ငလင်ကျော်ကိုပြောချင်တာဖြစ်လိမ့်မယ်နော်ပုံမှန်လူတို့ကကြတော့အဲ့ဒါ အဲ့ဒီလိုပြောတာထက်ဒီဥပမာတင်တိုင်းပြောတာပိုစိတ်ဝင်စားပါတယ်ဒါရှင်းတော့ကအတိုင်းပါပဲနော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ် မွေးဗီဒီယိုလေးကိုစောင့်ထိလက်ပဲကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါရှင်ဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့ဒီဆရာတော်ကြီးကပေါ့နော်တကယ်တကိုးကြည့်ရလားဒါလောက်ကြံတာလားဆိုတော့မသိဘူးပေါ့နော်ချင့်နေတဲ့အမျိုးရဲ့ထင်မြင်စကြဝဠာလေးတွေဗီဒီယိုလေးကအမကောမလီလေးရေးပြလို့ရပါရှင်မွေးဗီဒီယိုလေးကိုစောင့်ထိလက်ပဲကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါရှင်နောက်ထပ်လည်းမိုးဆက်လီတဲ့နေ့ဟာတာဗီဒီယိုနဲ့ဘူးတရာကျက်ဆရာဗီဒီယိုလေးကိုနေ့စဉ်တိုင်းတင်ဆက်ပေးတော့မှာမွေး channel လေးကိုလာရင် subscribe နဲ့တောင်းဖို့တောင်းဆိုပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား